အာပေစကားပြောခြင်းစိတ်ကိုအားဖြစ်စေတဲ့အရာတွေကဘယ်လိုအရာတွေတော့အဲ့ဒါမြတ်စွာဘုရားကဗလခွန်အားဆိုတဲ့စကားလုံးလေးနဲ့သုံးပြီးတော့ဟောတန်တဲ့တရားရှိဗလခွန်အားတတဗလဝရိယဗလတတိဗလသမာဓိဗလပညာဗလ အလွန်မှခွန်အားသဘောမျိုးဖြစ်တဲ့တရား၅မျိုးနော်တတ္တတရားတဲ့ရသော်ဘုရားရဲ့ဂုံကြီးသွေးတွေကိုယုံကြည်တယ်သူတော်ကောင်းတရားရဲ့ဂုံကြီးသွေးကိုယုံကြည်တယ်အရိယာတန်ဃာတို့ရဲ့ဂုံကြီးသွေးကိုယုံကြည်တယ်ကိုယ့်ရဲ့စိတ်ထားလေးကောင်းရင် ချမ်းသာမယ်ကိုယ့်ရဲ့စိတ်ထားဆိုးရင်ဆင်းရဲမယ်လို့ဆိုတဲ့စိတ်စေတနာရဲ့စွန့်ရည်တတ္တိအကျိုးရလတ်တွေကိုယုံကြည်တယ် အဲ့ဒါကိုဘာလို့ခေါ်တော့တရားတရားအဲ့ဒီတရားတရားစိတ်ကိုအားဖြစ်စေတယ်နော်တရားတရားအားကောင်းလို့ရှိရင်စိတ်လည်းပဲအားကောင်းလာနိုင်တယ်အဲ့ဒါမှနှောင်းစိတ်ကို အားရှိအောင်တရားတရားတွေကိုဘာလို့ခေါ်တော့မွေးမြူရမယ်မြတ်စွာဘုရားကို စိတ်တရားအများကြီးနားလည်အောင်ကြိုးစားပြီးတော့ဘုရားရဲ့ပုံမှာဟာဩတို့မြတ်စွာဘုရားအလုံးစုံကိုသိတယ်လို့ တပ္ပညုတညာရဲ့ပုံမှာယုံကြည်မှုခွန်အားများအောင်ကြိုးစားရ။နောက်ဝရိယတဲ့ဝရိယလည်းခွန်အားတစ်မျိုး။ဝရိယဆိုတာကြိုးစားတာ။ဘာဖြစ်အောင်ကြိုးစားတာတုံးဒီနေရာမှာခွန်အားသဘောတက်ရောက်တဲ့ဝရိယကဘလို့ဝရိယမျိုးတုံးဆိုတော့မကောင်းတဲ့စိတ်တွေအကုသိုလ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေကုသိုလ်တွေဖြစ်အောင်ကြိုးစားတာကိုဝရိယလို့ပြောတယ် နာစိတ်ကလေးကိုချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကောင်းတဲ့ဓာတ်တွေများများဖြစ်အောင်လုပ်မယ်။ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းတဲ့ဓာတ်တွေကိုနှေးပါနှေးပါသွားအောင်လုပ်မယ်။ကြိုးစားမှုဟာအကြံဉာဏ်နှစ်မျိုးပါနော်။မကောင်းတာမဖြစ်အောင်ကြိုးစားကောင်းတာဖြစ်အောင်ကြိုးစားအဲ့ဒါပါဝရိယဒါကိုမြတ်စွာဘုရားဝရိယဗလံသူလည်းပဲပါတော့အာနောက်တတိပလံတဲ့ ကိုယ်ခန္ဓာမှာဘာဖြစ်နေသလဲဆိုတာကိုအမှန်ကအောက်မိတ်အမှတ်ရနေတဲ့သဘောတတိပဋ္ဌာန်တရား၄ပါးပါပဲရုပ်ပိုင်းဆင်ရာကိုအမှတ်ရတယ်ဘာဖြစ်နေလဲဘလို့ဖြစ်နေလဲသိတယ်အခုဖြစ်နေတာကိုအခုလိုက်သိဟုတ်လားမနှောင်းနော်ခံစားချက်တွေခန္ဓာကိုယ်ရဲ့ခံစားရတဲ့သဘောစိတ်ရဲ့ခံစားရတဲ့သဘောဒါကိုအမှန်တိုင်းလိုက်သိမယ်ပုဂ္ဂိုလ်တတ္တဝါမပါဘူးတွတ်သူဖြစ်နေတာ လိုက်တည်ဒါပါတော့ဝေဒနာကို နားလည်အောင်ကြိုးစားနောက်စိတ်တွေကိုနားလည်အောင်ကြိုးစားတယ်တတိတရားဥသိပြီးတော့နောက်ဒီယုတ်တ္တဏ္ဍသဘာဝတရားတွေဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ဓမ္မသဘာဝတွေကိုနားလည်အောင်ကြိုးစားတာကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုပြီးတော့ဒီခန္ဓာကိုယ်မှာအကြောင်းအားလျော်ဆိုတာဒလဇက်ဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာအောင်းမေအမှတ်ရပြီးတော့နေတာဒါဖြစ်နေတယ်ဟုတ်တယ်ဒါဖြစ်နေတယ်လိုက်တည် အဲ့ဒါတတိနော်အဲ့ဒီတတိကိုလည်းမြတ်စွာဘုရားဘလလို့ဟောနော်အာအာရှိမှနေလို့ကောင်းမှနော်တတဝရိယတတိတဲ့နောက်လေးခုမြောက်ကသမာဓိတဲ့တည်ငြိမ်စိတ်ကငြိမ်သက်တဲ့လေ့ကျင့်မှရနိုင်တယ်ဒီစွမ်းအားဟုတ်လားစကြဝဠာဝင်လေထွက်လေလေးကိုမှတ်တယ် ဒါမှမဟုတ်ဖောင်းပိန်လေးကိုအခြေခံပြီးတော့ထင်ရှားတဲ့ယုံနံကိုအမြဲတမ်းလိုက်သိနေတယ်။အစိတ်ကဒီလုပ်ပေါ်မှာပဲတက်ဝင်ပြီးတော့ဒီအာယုံပေါ်မှာပဲငြိမ်အေးမှုနဲ့ငြိမ်သက်ပြီးတော့နေတယ်။အဲ့ဒါပါတော့တမာတိဟုတ်လား။သူလည်းပါတော့အာနောက်ဆုံးအကြီးဆုံးအားကဘယ်အားလဲလို့မင်းပညာအားပညာဗလံဆို တဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာမြင်တာနားလည်တာကိုပညာလို့ခေါ်တာအထူးသဖြင့်ကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိတာကိုယ်ခန္ဓာဆိုတာလေတဘာဝတရားများစွာတည်းကတဘာဝတရားတစ်ခုပုဂ္ဂိုလ်တ attva မပါဘူးတဘာဝတရားတသက်အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာဟုတ်လားအဲ့ဒါတွေရဲ့တဘာဝကိုအမှန်တိုင်းသိတယ် တော့အမှန်တိုင်းသိတယ်ဆိုတာကဘလို့သိမှအမှန်တိုင်းသိတယ်လို့ဆိုရမှာလို့အမှန်တိုင်းသိတယ်ဆိုတာကဘလို့သိတာကို အမှန်တိုင်းသိတယ်လို့ပြောရမှာလို့ဘဝရဲ့အကြောင်းကိုသိတဲ့နေရာမှာဘလို့သိတာကိုအမှန်သိတယ်လို့ပြောရမှာလို့အမြင့်ဆုံးပြောရမယ်ဆိုရင်တော့ဒုက္ခသစ္စာလို့သိမှအမှန်တိုင်းသိရရောက်တယ်ကိုယ့်အကြောင်းကိုသိဖို့ကြိုးစားလို့ အစဉ်စဉ်တိသွားကြပြီဆိုတဲ့သူတော်ကောင်းတွေရှိတယ်။အဲ့တော့အစစ်အမြင်ဆုံးအတိကဘာလဲလို့မေးရင်ဘဝဆင်းရဲခြင်းသဘောတွေဖြစ်နေခြင်းမျှတာဖြစ်တယ်လို့ပိုင်းခြားပြီးတော့သိတဲ့အတိပဲ။ဘဝကိုဆင်းရဲတယ်လို့သိတာဒါအမြင်ဆုံးအတိပဲ။ဘာဖြစ်လို့တော့တကယ်လားကျုပ်တို့ကဘဝကိုဘဝဆင်းရဲတရားကြီးပါလို့ပိုင်းခြားသိမယ်ဆိုရင် ဒီဘဝရဲ့အပေါ်မှာဒီဘဝနဲ့ဆက်ဆက်နေတဲ့အရာတွေရဲ့အပေါ်မှာဘာမှမမောစရာအကြောင်းမရှိဘာလောဘမှဖြစ်စရာအကြောင်းမရှိကျွတ်တို့လိုချင်နေကြတယ်ဖြစ်ချင်နေကြတယ်လောဘတွေဖြစ်နေကြတယ်ဆိုတာအဲ့ဒီဆင်းရဲနေတဲ့သဘာဝကိုအမှန်တိုင်းမသိလို့ကျွတ်တို့ကဆင်းရဲကိုသိကိုမသိဘူးဟုတ်လားဆင်းရဲကိုတကယ်ပိုင်းခြားသိရင်အရိယာဖြစ်မှာနော်ဒီပညာရဲ့စွမ်းအား တကယ်တမ်းကတကယ်ဖြစ်စဉ်ကြီးကဒုက္ခသစ္စာကြီးပဲတကယ်ကအဲ့ဒါကြီးကိုကျွတ်တို့ကအဝိဇ္ဇာဖုံးကွယ်ထားတဲ့အတွက်ကြောင့်မသိဘူးဒါအမြင်ဆုံးကိုဘုံဘောကပြောနေတာပါအဲ့ဒီဒုက္ခသစ္စာကိုတကယ်ပိုင်းခြားသိလို့ရှိရင်အရိယာဖြစ်မယ်လို့ဘုံဘောပြောလိုက်တယ်နော်ဘာလို့အရိယာဖြစ်သွားအရိယာဆိုတာဘာလဲစိတ်တက်ဖြူရှင်တဲ့ပုဂ္ဂိုလ်အရိယာလို့ခေါ်တယ်ဟုတ်လားဘာလို့စိတ်တက်ကဖြူရှင်သွားတာတုန်းဆိုတော့အဓိက စိတ်ကိုညင်နှောင်းအောင်လုပ်တဲ့လောဘအဆင့်ဆင့်ငြိမ်းအေးသွားလို့ဘာလို့လောဘကမဖြစ်ဘဲနဲ့ငြိမ်းသွားတာတော့လောဘဘာလို့ချုပ်သွားတာတော့အဆင့်နဲ့ဘာလို့ချုပ်သွားအောင်ဆိုဒုက္ခကိုမြင်လို့ဟုတ်တယ်မကောင်းတာကြီးကိုတကယ်မြင်နေဆိုရင်အဲ့ဒီမကောင်းတဲ့အရာကြီးရဲ့ပုံမှာဘာမှရကျင်စရာလိုချင်စရာနော်ရကျင်တဲ့ကိစ္စလိုချင်တဲ့ကိစ္စဖြစ်လာစရာအကြောင်းမရှိဘူးအခုဘုန်းဘုန်းတို့လိုချင်နေတာတွေမှန်တယ်များ ဖုဖုံတို့ဖြစ်ချင်နေတာတွေမှန်တယ်မြတ်အကုန်လုံးကဒီဆင်းရဲတရားကြီးရဲ့အပေါ်မှာပဲလိုချင်နေကြတာဖြစ်ချင်နေကြတာဘာဖြစ်လို့ဆင်းရဲကြီးကိုအမြန်လိုချင်ရတာတော့ဖြစ်ချင်ရတာတော့ဆိုတော့ဆင်းရဲမှမှမသိတာဘူးဟုတ်လားခုနကတည်းကသတိထားပြီးတော့တရားအထုတ်တယ်သတိပဋ္ဌာန်တရားပွားတယ်တမာတိတွေရှိအောင်လုပ်တယ်ဆိုတာဒီဆင်းရဲခြင်းအမှန်ကို သိဖို့သူကကြိုးပမ်းအထုတ်တဲ့သဘောပဲဟုတ်လား ဆင်းရဲကိုသိရတော့ဘာကျိုးရှိမှာတုံးလို့မေးရင်လူရင်းပြောမယ်နော်ဆင်းရဲကိုသိရင် လောဘအစင်စင်ချုပ်ငြင်းခြင်းအကျိုးရှိတယ်လောဘဟာပယ်ရှားသင့်တဲ့သဘာဝဘာလို့ဆို तू ဟာဒုက္ခကိုသူဖန်တီးတာဟုတ်လားဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တွေ့ကြောင့် तू ဟာပယ်ရှားပြည့်ရမယ့်အရာပယ်ရှားပြည့်ရမယ့်အရာကိုဘုံဘုံတို့ကဒါပယ်ရှားပြည့်ရမယ့်အရာလို့သိကမျှနဲ့ပယ်ရှားနိုင်တာမဟုတ်ဘူး သူတက်မဲ့နေတဲ့သူလိုချင်နေတဲ့သူဖြစ်ချင်နေတဲ့အရာတကယ်မကောင်းတဲ့အရာကြီးပါလို့ဆင်းရဲကို ပိုင်းခြားသိချင်းသိပင်လျက်လောဘကိုပယ်တဲ့ကိစ္စကို ပြီးစီးသွားစီတယ်။ဟောနားလည်ရနော်။ဒုက္ခကိုပိုင်းခြားသိရင် သမှုရိယသစ္စာဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုပယ်နိုင်မယ်။အဲ့ဒီလောဘအစင်းစင်းပယ်နိုင်မယ်ဆိုရင်အဲ့ဒီလောဘကြောင့်ဖြစ်ရတဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုဒုက္ခတွေဟာလည်းအစင်းစင်းငြိမ့်သွားတယ်။ နိရောဓသစ္စာကိုမျက်မှောက်ပြုတယ်ဆိုတာအဲ့ဒါကိုပြောတာတည်တင်တည်လိုက်တာကိုတည်ရင်ပယ်တင်ပယ်လိုက်တာကိုပယ်တယ်ပယ်တင်ပယ်လိုက်တာကိုပယ်နိုင်ရင်เนาะမျက်မှောက်ပြုတဲ့မျက်မှောက်ပြုလိုက်တဲ့အရာကိုသူ့ရှင်းတဲ့သူမျက်မှောက်ပြုနိုင်သွားတယ်ပေါ့အဲ့လိုတည်တင်တည်လိုက်တာကိုအမှန်တိုင်းသိနေခြင်းဒီပင်လည်းရင်ဒုက္ခငြိမ်းရသည်ကိုဆက်ရောက်စေတဲ့လမ်းကြောင်းကြီးကိုလည်းပဲသူ့အတိုင်းတာနဲ့သူရှောက်လန်းပြီးသားဖြစ်သွားတယ်တနည်းအားဖြင့် ပြည်သူသည်ပြည်သူတိုက်တဲ့အရာကိုပြည်စုံအောင်ကြိုးပမ်းအထုတ်ပြီးသားလည်းဖြစ်သွားတယ်ပွားဆိုတာမကမကတစ္ဆာကိုပွားများမယ်ကိစ္စပြီးတယ်ဆိုတာအဲ့ဒါကိုပြောတာတိပယ်ဆိုင်ပွားပညာရဲ့အထွတ်အထိပ်သဘာဝအဲ့ဒါမဲ့ညာကိုပြောနေတာနော်ဒါဘုံဘုံတော့ကိုရလို့ပြောနေတာမဟုတ်ဘူးစာရပြောနေတာဟုတ်လားအဲ့တော့ပညာခွန်အားတွေကိုဘုံဘုံတို့ရဖို့အတွက်အထွတ်အထိပ်ကနေဘုံကအရင်ကင်ပြီးတော့ပြောကြည့်တာ ဘဝရဲ့တဘာဝကိုအမှန်တိုင်းသိခြင်းသည်ပညာလို့ပြောတယ်ဘဝရဲ့တဘာဝကဘာလဲဆိုတော့ဘဝရဲ့တဘာဝဆင်းရဲခြင်းသဘောပဲတကယ်ကအဲ့ဒီဆင်းရဲခြင်းသဘောကိုသိခြင်းတယ်ဆိုလို့ရှိရင်ဘုဖုံတို့ဟာအနိစ္စကိုအရင်နားလည်အောင်လုပ်ရမယ်အမြဲတမ်းပြီးဆုံးလိုက်နေတဲ့တဘာဝကောင်းတာပဲဖြစ်ဖြစ်ရှိုးတာပဲဖြစ်ဖြစ်ကိုကြိုက်တာပဲဖြစ်ဖြစ်ကိုမကြိုက်တာပဲဖြစ်ဖြစ် ကိုဖြစ်ချင်တာပဲဖြစ်ဖြစ်ကိုမဖြစ်ချင်တာပဲဖြစ်ဖြစ်ဖြစ်လာတဲ့တရားတွေအကုန်လုံးဟာဖြစ်ရမှာတယ်ပြီးရတယ်ပြီးဆုံးသွားတယ်နောက်ထပ်အတိတ်ထပ်ဖြစ်တယ်အဲ့ဒါလည်းပြီးဆုံးသွားတယ်နောက်ထပ်အတိတ်ထပ်ဖြစ်တယ်ပြီးဆုံးသွားတယ်ဒီလိုသွားနေတာဘောကအဲ့ဒါပါခေါ်တော့အနေဆာအဲ့ဒီအနေဆာကိုအမြင်တမ်းမှဩဘာဖြစ်နေလို့မှအကောင်းမဟုတ်ပါလားလို့ဒုက္ခသဘောကိုရိပ်မိနိုင်တာဒုက္ခကိုနားလည်မှ ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုအစဉ်စဉ်ချုပ်ငိမ့်အောင်ပယ်တတ်နိုင်မှာဒီသဘောလေးကိုဘုံဘုံတို့ကနော်တရားနိယာမအနေနဲ့နားလည်ထားဖို့မလိုဘူးလားပညာခွန်အားကိုပြောနေတာနော်ပညာခွန်အားရှိမှ စိတ်ကတကယ်အားရှိမှပညာမပြည့်စုံလို့ရှိရင်မှန်မှန်ကန်ကန်သိမြင်နားလည်မှုအားနည်းလို့ရှိရင်ပျက်စီးမှုနဲ့ကြုံတာနဲ့ဒီလူဟာအားငယ်မှာပဲ ဲ့ဒီပြဿနာအခုဒီနောက်မှနားထောင်နေတဲ့လူတွေအကုန်လုံးမှရှိတယ်။မနှောင်းတယောက်တည်းမှရှိတာမဟုတ်ဘူး။ပျက်စီးမှုကနော်နေလားညာလားဘယ်တော့လဲ။တချို့ဆိုတော်တော်နီးကပ်နေပြီတွေ့မှာပဲလေ။ဒါကဘုဖုံတို့ကဟိုအာမရှိရှိအောင်တက်လာရရအောင်ကြံဖန်ပြီးတော့အိုးဘလို့ဖြစ်မှာပါချော့မော့ပြောနေရမယ်အနေထားမျိုးမဟုတ်ဘူး။သဘောပေါက်လားဘုံဘုံပြောတာ။ ခွန်းတို့ဗမာစကားပုံရှိတယ်။လာမယ်ဘေးအဝေးအရှောင်းတဲ့။အဲ့ဒါကိုပဲစင်တူလေးထပ်ပြောထားတယ်။လာမယ်ဘေးပြေးတွေ့တယ်။ဟော။ဒါဘာပြောတာလဲဆိုတော့တချို့ဘေးကရှောင်းလို့ရတယ်။ရှောင်းလို့ရတဲ့ဘေးဆိုဟုတ်တယ်ဝေးဝေးရတာရှောင်း။ဘေးပဲပဲအနာမကတ်နဲ့။နော်ဒုက္ခဖြစ်မဲ့အကြောင်းတရားရှောင်းလို့ရတယ်ဆိုရင်အနာမကတ်နဲ့ဝေးဝေးရရှောင်း။တချို့ဘေးကရှောင်းလို့ရကိုမရဘူး။ မရတဲ့ဘေးကိုဘာလို့အောင်မလုပ်ရဲရဲတာရှင်ဆိုင်လာမယ့်ဘေးပြေးတွေ့ဆိုအဲ့ဒါကိုပြောတာကြောင်ယုံကြောင်ယုံလုံးနေလို့သူကလည်းညာမှာမဟုတ်ဘူးတဘောကပြဿနာကြီးဘောကဒုက္ခကြီးပဲတကယ်ကအဘောကဘယ်တရားဝူမှညာမှာမဟုတ်ဘူးသူ့ကိုဘုံဘုံတို့ကရဲရဲရှင်ဆိုင်နေအောင်စူးစမ်းနော်